NC ခဲလောင်းနေမြပြီးမှဖြစ်ပါတယ် IC ကိုဖြုတ်မယ်အဲနောက်ပိုင်းမော်ဒမင်းဖုန်းတွေကခုလိုမျိုး NC ကနှစ်ထပ်ဖြစ်ပါတယ်ဒါတွေဖြုတ်မယ်ဒါတော့ကျွန်တော် IC ကြီးကြီးပုံเนาะအဲ့တော့အောက်ကကြံတဲ့ခဲလေးတွေကိုခဲရှင်းဝင်တဲ့အဲကျွန်တော်ခဲကောက်နဲ့ပူပေးပြီးရရှင်းမယ်ပြီးတော့ C လေးတုပ်မယ်ရှင်းသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့တွေခုနက IC ကိုခဲလောင်းမယ်ဒါတော့ခဲစကားပုံเนาะခဲစကားနဲ့တေချာလေးလောင်းမယ်ဒီဒီကလေးကတော့နံပါတ်3မလောက်ကျင့်ရမယ်ဗျာเนาะပြီးရင်အပေါ်ခဲတုပ်ပြီးတာနဲ့အပူလေးပြည့်နေတဲ့ရှိရှိဆိုအလိုတော့အလုံးလေးစီသွားရယ်เนาะ လုံးလေးစီသွားတယ်အပေါ်နောက်နဲ့မကတ်အောင်လို့စီလေးနဲ့တို့ပြီးတော့ကျွန်တော်တို့ဒီခွာလို့ရရနော်အဲဒီမှာကတ်နေအတားလေးအပူပေးလိုက်မယ်နော်โอเคဒါဆိုရင်တခုရပြီမနော်ဒါဒါနောက်တစ်လုံးဖြစ်ပါတယ်သူကတခါတဲ့ IC မှာ IC မှာခါနှလုံးစင်ထပ်ထားတာပေါ့နော်သူလည်းခုနခဲလေးကတ်ပြီးခုနကကျွန်တော်ခဲစကားလေးနဲ့အတားလေးတုတ်ပြီးတော့ခဲလေးတုတ်တယ်ပြီးတော့အပူလေးပေးလိုက်မယ်ဆိုရင်ပျော့ပျော့ပျော့နဲ့အဲ့လိုအလုံးလေးစီသွားလိမ့်မယ်အလုံးပူးရင်မရပါဘူးအလုံးပူးရင်အစနဲ့ပြန်လောင်းအောင်မယ်โอเคမနော်အားလုံးပြီးသွားပြီ ပြီးဆိုလို့ရှိရင်တော့ပထမ IC ကိုပြန်ထည့်မယ်ပြန်ထည့်မယ်ဆိုတော့ခဲပါပြီးသားဆိုတော့တော့အော်တိုဆွဲတဲ့ C လေးလို့ထည့်ပြရမယ်เนาะအဲကျွန်တော်ပူလေးပေးလိုက်မယ် Okay ပူလေးပေးလိုက်မယ်အဲဒီကပူလေးပေးပြီးတော့ရောနောက်ထပ်တစ်လုံးထပ်တင်မယ်เนาะအဲပြီးလို့ရှိရင်တော့နောက်ထပ်တစ်လုံး C ထည့်ပြီးပြီးတော့နောက်ထပ်တစ်လုံးထပ်တင်မယ်အခုနောက်ပိုင်းမော်ဒမီဖုန်းတွေမှာအဲ့လိုနှလုံးပူပါတာများတယ်เนาะ Okay ဒါဆိုပြီးပါပြီဗျအားလုံးကျေးဇူးတင်ပါတယ်ဒါမော်ဒမီဖုန်းတွေပဲဖြစ်ပါတယ်ဗျ